္ဂလာပါကချင်ပြည်မှာရှိတဲ့အကျဉ်းထောက်တချို့မှာအကျဉ်းသားတွေကိုလုံခြုံရေးတပ်သားအဖြစ်အသုံးပြုဖို့စစ်ကောင်စီကစီယုံမှုတွေလုပ်နေပါတယ်ကချင်ပြည်မှာဗမော်မြို့တိုင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းတွေကိုဆက်တိုက်သိမ်းယူနေတဲ့အပြင်ဒရုန်းခုနှစ်စင်းကိုလည်း KIA ကပြစ်ချနိုင်ခဲ့ပါတယ်လီကြောင်းတိုက်ခိုက်မှုတွေကြောင့်ဂရနီပြည်ကကျောက်သူကျောက်သားတွေဘေးကင်းလုံခြုံရေးဆိုင်ရာစိတ်ခုမှုတွေနဲ့ရင်ဆိုင်နေရပါတယ် ကချင်ပြည်မှာရှိတဲ့အကျဉ်းထောက်တချို့မှာအကျဉ်းသားတွေကိုလုံခြုံရေးတပ်သားအဖြစ်အသုံးပြုဖို့စစ်ကောင်စီကစီယုံမှုတွေလုပ်နေတယ်လို့အကျဉ်းဦးစီးနဲ့နီးဆက်သူတွေအကျဉ်းသားအရေးလှုပ်ဆောင်နေသူတွေက ပြောပါတယ်ဒီအကြောင်းအာမီကတင်ဆက်ထားပါတယ် ကချင်ပြည်ကဗမော်နဲ့မိုးညင်းအချင်းထောင်မှာအကျဉ်းသားတွေကိုလုံခြုံရေးအဖြစ်အသုံးပြုဖို့စစ်ကောင်စီကစီယုံလှုပ်ဆော်နေတယ်လို့ထောင်တဲ့နှိဆက်သူတွေကပြောပါရယ်ကချင်ပြည်အတွင်းမှာတိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက်စစ်ကောင်စီဘက်ကအထိခိုက်အကြဆုံးတွေများလာတာကြောင့်ထောင်အာဏာပိုင်တွေနဲ့အချင်းဦးစီးဝန်ထမ်းတွေကနေတဆင့်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးတော့အခုလိုစီယုံမှုတွေလှုပ်လာတာဖြစ်ပါရယ် နိုင်ချင်းတွေတော့မပါဘူးဗျမပါဘူးဆိုတာကလက်ရှိချိန်မှာတို့နိုင်ချင်းတွေကိုအဲလက်နဲ့ပေးကြိုင်ပြီးမှလုံချိုးဆောက်ခိုင်းမှုဆိုတော့သူတို့မှအဲ့လောက်ကြီးတော့အဲတွေးခေါ်နိုင်တဲ့ဟာမျိုးတော့နည်းနည်းရှိရလို့ပြောရမှာပေါ့နော်နောက်ဆုံးမဖြစ်မနေကြရင်တော့လေ၃ကောင်း၃နိုင်ပြီပဲလက်ရှိချိန်မှာတော့သူတို့ကိုပြန်ခံပြစ်နိုင်တဲ့အခြေအနေရှိရလို့သူတို့ကိုဆန့်ကျင်နိုင်မဲ့သူတွေကိုတော့သူတို့ဒီလုံချိုးနေဖြစ်အသုံးပြုတာမျိုးတော့မတွေ့ရသေးဘူးဗျ ဒီအကျဉ်းထောင်နှစ်ခုမှာအကျဉ်းသားတွေကို ထောင်တွင်းခံစစ်အဖြစ်လက်နက်တပ်ဆင်ပေးပြီးကင်းဆောင်ခိုင်းတာစစ်ကောင်စီတပ်သားတွေနဲ့အတူစည်ရည်လျင်ဖို့အမိန်ပေးစီခိုင်းတာတွေလုပ်နေတယ်လို့ PPNM ကဆိုပါတယ်။ဒါအပြင်နှစ်ရှည်အကျဉ်းကြားရာဇဝတ်သားတွေကိုလည်းအသေးခံတပ်သားအဖြစ်စီခိုင်းတာပူပေါင်းပါဝင်မဲ့အကျဉ်းသားတွေကိုဂွေလုံးကျွတ်လွတ်အောင် စီစဉ်ပေးမယ်ဆိုတာမျိုးမှတ်လုံးပေးထားတယ်လို့လည်းဆိုကြပါတယ်။ ခုလောဆယ်တော့ကျွန်တော်တို့အချင်းထောင်ကြီးမှာအချင်းကြခံထားရတဲ့စစ်သားနဲ့ရဲတွေကိုတော့ဒီတပ်ဖွဲ့မှာပြန်လည်ထမ်းဆောင်ဖို့ဆန္ဒရှိမရှိကိုပြန်လည်မေးမြန်းနေရမျိုးတွေလည်းကျွန်တော်တို့တိရှိထားရရှိတယ်။နောက်တစ်ခုအနေနဲ့တော့ကျွန်တော်တို့ဒီတော်လန်ရေးတပ်တွေလာရောက်တိုက်ခိုက်တဲ့တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာရှိတဲ့အချင်းထောင်တွေမှာရှိတဲ့အချင်းသားတွေကိုခေါ်ယူပြီးမှသူတွေဖြစ်တော့အပေးယူပေါ့နော်ဒီကြာထန်တဲ့ပြည်တံတွေကိုရှော့ပေါ့ပေးဖို့အဲဒီလိုတိုက်ပွဲမှာဝင်တိုက်ခိုက်ခြင်းအဖြစ် ကြံရှိနေတဲ့ပြည်တယ်တွေကိုရှော့ဖို့ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေအဲစစ်တပ်နဲ့ရဲကလူတွေဆိုရင်ဖန်ခံထားတဲ့ကျွန်တော်တို့အချင်းသားတွေဆိုရင်မူလရာတို့ကိုယာယီပြန်လဲပေးအပ်ပြီးမှထောင်ထဲမှာမထားတော့ဘဲနဲ့တော်လန်အဲတော်လန်ကြီးဒီမားတွေကိုတိုက်ဖို့အတွက်စစ်ကောင်စီတပ်သားတွေပြန်လဲခေါ်ယူတုံးဆွဲတာမျိုးတွေတွေ့ရပါတယ်ဗျာလက်ရှိမှာတော့ဗမော်မြို့မှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးအချင်းထောင်ကိုရရှိရေး KIA နဲ့ပူးပေါင်းအဖွဲ့တွေကဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ် ကချင်ပြည်မှာဘုံဘုံမြို့တိုင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစီးကောက်စီတပ်ရဲ့ကာကင်းစခန်းတွေကိုဆက်တိုက်သိမ်းယူနေတဲ့အပြင်ဒရုန်းခုနှစ်စင်းကိုလည်း KIA ကပြစ်ချနိုင်ခဲ့တယ်လို့မြေပြေတည်ထင်ရင်းမြစ်တွေကပြောပါတယ်။ဘုံဘုံမြို့ကစီးကောက်စီရဲ့အမတ်27စစ်စီရင်ကိုကဲမှုဌာနချုပ်စကခ27ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းအဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးမတ်လ10ရက်နေ့နဲ့9ရက်နေ့တိုက်ပွဲတွေရဲ့အသွင်း ဒရုန်းခုနှစ်စင်းကိုပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ဗမော်မျိုးလက်မလို့ရရေးစစ်ကောင်စီကလေကြောင်းဒရုန်းအပြင်လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေပြပြင်းထထန်လုပ်နေပြီးမဲ့ KIA နဲ့ပူပေါင်းအဖွဲ့တွေက စကခ23ရဲ့ကာကင်းစခန်းတချို့ကိုလည်းတိုက်ပိုက်ထားနိုင်ပြီးဖြစ်ပါတယ်။စကခ23ကိုကာထားတဲ့ကာကင်းစခန်း7ခုရှိတဲ့အထက်ကနောက်ထပ်ကာကင်းစခန်းတစ်ခုကိုတော့လေယာဉ်အပြင်ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်မှုတွေကြားကနေပဲ မတ်လဒုတိယပတ်ထဲမှာသိမ်းယူနိုင်ခဲ့တယ်လို့မြေပြည်သတင်းရင်းမြစ်ကဆိုပါတယ်။ဒါကြောင့်အခုဆိုရင်ကာကင်းစခန်း7ခုရှိတဲ့အ내9ခုကို KIE ကသိမ်းယူထားပြီဖြစ်ပါတယ်။ KNU ဘူပတ်သက်ကထိုးစစ်ဆင်နေတဲ့မြန်မာထိုင်းနယ်စပ်ရှိဘူလူတူစစ်ကောက်စီစခန်းကစစ်ကောက်စီတပ်ဖွဲ့ဝင်တွေထိုင်းနိုင်ငံဖက်ချက်ကိုထွက်ပြေးကုန်တယ်လို့မြေပြည်တည်ရင်းမြစ်တွေကပြောပါရယ်ထိုင်းနိုင်ငံတက်ခရိုင်နဲ့နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့ မြန်မာဘက်အချမ်းလိုင်းပွဲမျိုးနယ်ကပူတူလူစခန်းကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLE နဲ့ပူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့မဲဆောက်မီဒီယာက ဖော်ပြပါတယ်။အဲ့ဒီစခန်းကို KNLE နဲ့ပူပေါင်းတပ်တွေက February 26ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး March 14ရက်နေ့မှာသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာထိုင်းဖက်ချန်ကို ထွက်ပြေးလာတဲ့မြန်မာစစ်သားတွေကို ထိုင်းတပ်ဖွဲ့ကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပံ့ပိုးပေးထားတယ်လို့ထိုင်းနိုင်ငံအခြေစိုက်မင်းဆောက်သတင်းဌာနကဖော်ပြထားပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ထဲကရွာရီနဲ့စနဲမြို့ကတိုက်နယ်စည်းရုံးတွေကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်အရက်သားထိမဲ့တိုက်ဆုံမှုတွေရှိနေပါတယ်။ စနဲမျိုးတိုက်နယ်စည်းရုံနဲ့ကက်တပြေရွာကိုမတ်လ10ရက်နေ့ကစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ဒေသခံပြည်သူတယောက်ထိမှန်သေဆုံးခဲ့ပါတယ်။ဒါအပြင်တိုက်နယ်စည်းရုံအဆောက်အအုံအပါအဝင် နေအလုံးရင်20လောက်လဲမိလောက်ပြက်စီသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ကျောက်ဖြူမြို့နယ်ထဲကစက်သိမ်ရွာကိုမတ်လ23ရက်နေ့မှာလဲစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်နေအိမ်40ထဲမှနေပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ကြောက်ဖြူမျိုးနဲ့အခြေဆိုင်စီကောင်စီရဲ့ရေတပ်စခန်းကနေ drone တွေလို့တင်ပြီးတိုက်ခိုက်နေတာလို့ဆိုကြပါတယ်။ဒါ့အပြင်စစ်တွေမျိုးနားမှာလည်းမက်ချလာဒုတိယပတ်အထိစီကောင်စီတပ်နဲ့အရခတ်တပ်တော် AA တို့တိုက်ပွဲပြင်းထန်နေပါတယ်။ AA နဲ့စီကောင်စီတပ်ကြားကတိုက်ပွဲတွေဟာရခိုင်မှာတင်မကပဲ AARD တိုင်းပဲခူးတိုင်းအထိကူးဆက်လာနေပါတယ်။ အေအေရဲ့ထူစစ်ကြောင့်ပဂိုတိုင်းပဒေါမြူနယ်ရှိအခိုင်အမာစခန်းဖြစ်တဲ့ညောင်ကျိုးစခန်းကစစ်ကောက်စီတပ်ဖွဲ့ဝင်တွေမတ်လ17ရက်နေ့မှာစုတ်ခွာထွက်ပြေးနေပြီးပြည်မြို့မှာလည်းစစ်ကောက်စီတပ်ကလုံခြုံရေးတိုးမြင့်လိုက်တယ်လို့ဒေသခံတွေကပြောပါတယ် ထိုင်းမြန်မာနယ်စပ်တခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့တိုင်းသားပြည်သူတွေအတွက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးမိခိုအားထားရာဖြစ်တဲ့မေတော်စီခန်းတီထောက်သူဆ iam ကြီးဒေါက်တာနော်စင်တီယာမောင်ကိုထိုင်းနိုင်ငံမှာရှိတဲ့နရစရမ်တက္ကသိုလ်ကခုံထူးဆောက်ပါရဂူဘွဲချီးမြှင့်လိုက်ပါတယ်။နရစရမ်တက္ကသိုလ်ကအာဆီယံလေးလာမှုဘာသာရပ်မှာခုံထူးဆောက်ပါရဂူဘွဲချီးမြှင့်တဲ့အခမ်းအနားကိုမတ်လ17ရက်နေ့ကကျင်းပခဲ့တာဖြစ်ပါတယ်။ ိုင်းပြည်တော်ဝင်မိသားစု Ryan Thai ကမြင်းသမီးမဟာချက်ဂရီတီရီတိုကိုရိုင်းလာရောက်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ကုတ်ထူးဆောင်ပါရဂူဘွဲ့အတွက်ထိုက်တန်တဲ့ပုံကိုယ်တွေကိုတက်ဆိုင်ရာတက္ကသိုလ်တာဝန်ရှိသူတွေကနေ့စဉ်အဆိုပြုတင်ပြပြီးတက္ကသိုလ်ကောင်စီကနေရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။ဒေါက်တာနော်စင်တီယာမာကိုနရန်စရန်တက်ကတူလူမှုသိပ္ပံဌာနကအဆူပြုတင်ပြပေးခဲ့တာဖြစ်ပြီး အာဆီယံဒေသတွင်လူသားအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အပြင်လူမှုအသိုင်းအဝန်းအတွက် ကောင်းမှုနဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေတဲ့အတွက်အခုလိုမျိုးပွဲပေးအပ်တာဖြစ်တယ်လို့တက္ကသိုလ်ဘက်ကထုတ်ပြန်ပါတယ်။ဒေါက်တာနော်စင်တီယာမောင်ဟာအာရှတူရဲ့ခေါင်းဆုအပါအဝင်ကျန်းမာရေးပညာရေးနဲ့လူသားအကျိုးပြုလူမှုထူးထွန်စုများစွာကိုရရှိထားသူဖြစ်ပါတယ်။ ရွေကောက်ပွဲမင်းမတမမှုကိုအကြောင်းပြပြီးအာနာသိခဲ့တဲ့စစ်တပ်ကလုံမဲ့ရွေကောက်ပွဲကိုအညာလူထုကအယုံအကြည်ရှိမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာကြောက်သားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌရဲဘော်တန်ခဲကပြောပါရယ်ဒီအကြောင်းကိုစောပွေကတင်ဆက်ထားပါရယ်ထင်းချုံနယ်မြေအများပြားကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီကအညာဒေသမှာရွေးကောက်ပွဲ ပြုလုပ်လာနိုင်ပေမဲ့လည်းအညာလူတို့ရဲ့ယုံကြည်မှုကိုရရှိမှာမဟုတ်ဘူးလို့ ABSDF ကပြောပါရယ် အုပ်ချုပ်ရေးမရှိတော့စီမံခန့်ခွဲလည်းမရှိသလိုဥပဒေစိုးမိုးရေးကလည်းမရှိဘူးတည်ငြိမ်မှုကလည်းမရှိဘူးအဲနောက်ပြင်ရွက်ောက်ပွဲအပေါ်မှာလူထုကလည်းအယုံကြည်ရမရှိတော့ဘူးဒီຫນွေဥဒေါ်လာရေးကရွက်ောက်ပွဲအကြောင်းပြချက်နဲ့ဖြစ်လာခဲ့ရတာဖြစ်တော့နောက်ထပ်ရွက်ောက်ပွဲဆိုတဲ့အပေါ်မှာလည်းလူထုကဒါအယုံကြည်မရှိဘူးဖြစ်နေအဲ့တော့အယုံကြည်မရှိတဲ့ဂျားတွေကဇွတ်တိုးလုံရင်တောင်မှဒီခက်ခဲတွေကိုဘလို့ကြော်မလဲဆိုတာကအာတော်တော်ကိုစဉ်းစားစရာအာကိစ္စဖြစ်တယ်အဲ့တော့လောက်ကောင်းလုံနိုင်ရင်တောင်မှဒီခုပြောတဲ့ အကန့်တနဲ့မြို့ပြထဲမှာရှိတဲ့တစုလို့နော်ဟုတ်တော့အနေချင်းလောက်တာလင်းဒီရွက်ောက်ပွဲမှာဟန်ပြလုတ်သွားနိုင်တဲ့အခြေအနေလိုပဲရှိတယ်လို့ပဲကျွန်တော်မြင်ပါတယ်။စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းစတဲ့တိုင်းဒေသကြီးတွေဟာအညာဒေသမှာပါဝင်ပါတယ်။စီကောင်စီအနေနဲ့အညာဒေသမှာသူတို့ထိန်းချုပ်ထားတဲ့မြို့တွေကနေရာတချို့နဲ့ရေစခန်း တက်စကန်အစရှိတဲ့နေရာအနည်းငယ်မှာရွေးကောက်ပွဲလှုပ်လာနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လက်ရှိမြေပြင်အနေအထားတွေအရကြီးလဲကနေရာဒေသအများစုမှာတော့ရွေးကောက်ပွဲလှုပ်နိုင်မယ့်အခြေအနေမရှိဘူးလို့ဆက်ပြောပါတယ်။ နိုင်ငံရေးပါတီအနေနဲ့ကလည်းလူဒီခုပြောလဲနိုင်ငံရေးလှုပ်ရှားမှုတွေကိုဘယ်လိုပြရမလဲအဲ့တော့မြို့ပြတွေမှာပြဖို့ဆိုတာလဲအကန့်အသတ်ကတော်တော်ကြီးသွားပြီလို့ကျွန်တော်ကထင်တယ်နောက်တစ်ခုကတော့လူတို့ရဲ့မဲပေးရမယ့်ပုံစံကလည်းအဲဒီလိုမျိုးဒီဒီမတီမငြိမ်မှုတွေနောက်တစ်ခုကတော့ဒီအဲပဋိပက္ခတွေကြားထဲမှာမယုံနေဖွင့်ပြီးတော့မှပေးရဖို့ဆိုတာကလည်းအဲလူတို့အဲ့အတွက်မျိုးပြတွေကလူမှုတွေပြဿနာမရှိပြီမဲ့ကျေးလက်ဒေသတွေမှာအဲ့ဒါတွေကမဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့အဲ့လိုမြင်တယ် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ကရွေးကောက်ပွဲကိုအခုနှစ်အကုန်ဒါမှမဟုတ်လာမယ့်2026ခုနှစ်နိုဝင်ဘာလမှာပြုလုပ်သွားမယ်လို့ မတ်လ3ရက်နေ့ကနေ9ရက်နေ့အထိတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံခီးစဉ်အတွင်းမှာပြောဆိုခဲ့ပါတယ်။စစ်ကောင်စီကရွေးကောက်ပွဲချင်းမှဖို့ပြောဆိုလာပေမဲ့လည်းလက်ရှိပြည်နယ်နဲ့တိုင်းဒေသကြီးအလုံးကြီးပါမှာစစ်ရေးပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေသလိုဒေသခံပြည်သူတွေကလည်းသူတို့ရဲ့နေရဒေသကိုစွန့်ပြီးစစ်ဘေးလွရတောတောင်တွေထဲနဲ့ဤဆက်ရဒေသတွေကိုထွက်ပြေးတင်းရှောက်နေရဆဲဖြစ်တယ်လို့လူခွင့်ရေလှုပ်ရှားသူတွေကပြောပါတယ်။ လီကျောင်းတိုက်ခိုက်မှုတွေကြောင့်ဂရနီပြည်ကကျောင်းသူကျောင်းသားတွေဘေးကင်းလုံခြုံရေးပိုင်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီကျောင်းကိုပီတာကတင်ဆက်ထားပါတယ်။လေရင်လာလို့ဂရနီပြည်ကိုစစ်ကောင်စီတပ်ကလီကျောင်းကနေဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှုတွေလုပ်နေပါတယ်။ဒီဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်ဂရနီပြည်ကကျောင်းသားကျောင်းသူတွေအတွက်ပညာသင်ကြားရာမှာစိန်ခေါ်မှုတွေဖြစ်နေရတယ်လို့ဂရနီပြည်လုံးဆိုင်ရာကျောင်းသားများတပ်မက KSSU ကပြောပါတယ်။ ဟိုလက်ရှိမှာတော့ပိတ်ထားလိုက်ပြန်ဖွင့်လိုက်ရဲ့အဲအနေထားမှာသွားနေရရပေါ့နော်ဟိုမနေ့ပိုင်းကြောင်းသွားရင်တော့မှဟိုလည်းတည်တံကြားလေးလင်းလာတယ်ဆိုကြောင်ပြပိတ်လိုက်ရတဲ့အနေထားမှာတော့ရှိတယ်အဲတချို့ကြောင်းလေးဆိုရင်တော့မှပိတ်လိုက်ရတာမျိုးလည်းရှိတယ်ပေါ့အဲလည်းတကယ်အန်တရာယ်များတယ်တကယ်ဟိုဘုံလကျဲခံရတဲ့နေရာတွေဆိုရင်တော့တကယ်ပိတ်လိုက်ရတာရှိတယ်ဆိုတော့အဲမှာပညာသင်ယူနေတဲ့ကျောင်းသူကျောင်းသားလက်တခြား ဟိုပီကင်းလုံးချုံရဒေတာလို့ပြောမှာပေါ့နော်အာတခြားနေမှာပြောင်းရွှေ့ပြီးတော့ပြင်ညာတင်ကြားနေရလည်းရှိတယ်မလ9ရက်နေ့ကလည်းဒီမော့စ်မြို့နယ်ရှိဘက်ချမ်းကစစ်ဘေးရှောင်စာတင်ကျောင်းတဆောင်ကိုစစ်ကောက်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာကြောင့်ထိမှန်ပျက်စီးခဲ့ရပါတယ်လက်ရှိမှာတော့ဂရင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောက်စီနဲ့အရက်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီးစာတင်ကျောင်းတွေမှာလေကြောင်းရန်ကာကွယ်ရေးအသိပညာပေးတာတွေဘုတ်ခုချင်းတူးပေးနေတာတွေလုပ်နေပေမဲ့လည်း ုံလောက်မှုမရှိသေးဘူးလို့ KSSU ကပြောပါရယ်။ Greeny ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ထိတ်ချုပ်နေမြေတွေထဲမှာစာတင်ကြောင်ပေါင်း438ကြောင်ရှိပြီးကြောက်သူကြောက်သားဦးရေ9866ရောက်တက်ရောက်ပညာတင်ကြားနေတယ်လို့ IEC ပညာရေးဌာနရဲ့စာရင်းတွေအရသိရပါရယ်။လက်ရှိမှာတော့ဒီကြောက်သူကြောက်သားတွေအတွက်စစ်ကောင်စီရဲ့လေကြောင်းရန်ကိုတားဆီးနိုင်တာမျိုးမရှိသလို Greeny ပြည်ရဲ့အနေအထားအရအထူးရောက်ဆုံးနဲ့အကောင်းဆုံးလေကြောင်းရန်ကာကွယ်ရေးစနစ်က ပုတ်ခုကျင်းမဲ့ဖြစ်တယ်လို့ IEC တာဝန်ရှိသူကပြောပါတယ်အကောင့်ဆောင်ကတော့ဒီဟိုဘုတ်ခွန်ချင်းပဲပေါ့နော်ဘုတ်ခွန်ချင်းနဲ့ပညာပြလုံးငန်းပါပဲအဒီဒီထက်လည်းကျွန်တော်တို့မလုံနိုင်ဘူးလေနော်အဒီစီရလည်းသူသူတို့တင်ကိုကာနိုင်တဲ့အချင်းကြီးမရှိတော့နောက်တော့မှဒီဒီဟိုရန်သူရဲ့ဒီဟိုလစ်တာရဲ့ဟိုအတက်ဆင်းကိုလည်းကျွန်တော်တို့တူတူကိုအချင်းကြီးဒီပြင်းကြီးအမ်ကျွန်တော်ပေးနိုင်တဲ့စနစ်ပေါ့နော်ဒါလည်းမရှိနိုင်မလုံနိုင်ဘူးပေါ့နော်ဘူး အပရမတ်ဆက်တဲ့ကိုညာကစနစ်စနစ်ကလည်းလွယ်တယ်စနစ်မဟုတ်တော့လို့နော်အကုန်ချများလာထက်ဆိုင်ရန်ခက်ခဲတဲ့စနစ်ဖြစ်တဲ့အနောက်တကျွန်တော်တို့တိချတဲ့ချိန်တွေကျွန်တော်တို့လောက်ပေးနေပို့တွေကအချိန်လေးပြင်ပွဲခက်တော့နော်အကြမ္ပုံကိုချင်းလုံးကနေပုံကိုချင်းစနစ်ဆိုစနစ်ချတ်တိဆောက်တာတွေဒီကျွန်တော်တို့ဒီ ဒီ budget ထဲကိုကျွန်တော်စဉ်းစားကြဝင်ပြီးတော့ဝင်တာတွေထွက်တာတွေပေါ့နော်အာဒီပြည်ပြလုံငန်းတွေကိုအဓိကလောက်တာကထည့်မှုအကောင်ဆုံးလို့ကျွန်တော်ပြောလို့ရပါတယ်ဟုတ် Green ပြည်ကိုစစ်ကောက်စီတက်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်မှု drone တုပ်ပြီးဘုံကျဲမှုတွေအပြင်လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိတဲ့အတွက်ဗုတ်ခုချင်းတွေလှုပ်ထားကြဖို့တက်ဆိုင်ရာတာဝန်ရှိသူတွေကစတိုက်အတိပေးနေပါတယ်ဒီမလတ်ထဲစစ်ကောက်စီရဲ့လေတက်ကတိုက်ပွဲပြင်းထန်နေတဲ့ရှန်ဂရီနီနဲ့ဆက်မုံပြဲနဲ့ ဘောလခဲတို့အပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒီမော့ဆူမြို့နယ်အရှိဘက်ချမ်းအနောက်ဘက်ချမ်းနဲ့မော်ချီဒေသတို့ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တာကြောင့်အရတားထိမှန်တည်ဆုံမှုတွေလည်းရှိခဲ့ပါတယ်။အစည်းအဝေးကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစည်းအဝေးကိုရပ်နာခွင့်ပြုပါရှင်။